နေဝင်ကလူမိုက်ကြီးခင်ရောပါကိုကြိုက်တယ်ခင်ရောကမကြိုက်ဘူးအဲကြိုင်းမှာပါနေနာကျင်စရာကြီးခြေခွဲစရာကြီးဖြစ်တယ်ဗောလေအကြိုက်ဆုံးတစ်ယောက်ကိုရွေးပါသလိုရှင်တော့မျိုးတနာထုံးကိုရွေးခြင်းနဲ့ကြဘာတစ်ခုမှမရှင်းပြသွားတာစိုးကိုစိုးတာဗောလေဒါကြီးပြောဆန်ဆိုတဲ့နာမည်လေးပေးတာကိုလည်းကျွန်တော်သဘောကျတယ်ဗျာ ားလုံးပဲမင်္ဂလာပါကျွန်တော်ခုရောက်နေတာတော့တွင်အောင်ပေါ့လေကျွန်တော်လာကြည့်ရတာဗျောဆန်ဆိုတဲ့ကားကိုလာကြည့်တာဒီတစ်ပတ်ကတော့ဗျောဆန်ရဲ့ယူခါရဲ့ပူဇာရဲ့နှကားယုံတင်နေပေါ့လေဒါပေမဲ့ကျွန်တော်ကဆယ်ခွဲပွဲအစောဆုံးပွဲကြည့်ချင်လို့ဒါတွင်အောင်မှာလာကြည့်တာပေါ့ကျွန်တော်ကဗျာပြောကြတာဒါဒီဘက်ကမြန်မာကားတွေပဲလိုက်ကြည့်ပေါ့အင်္ဂလိပ်ကားမကြည့်ဘူးပေါ့ကျွန်တော်အင်္ဂလိပ်ကားကြည့်ချင်တာပေါ့ဗျာဒီနေ့ဆိုလို့ရှိရင်ဒါ Thunder Boss ယုံတင်နေပေါ့လေ Thunder Boss ကဒီမှာယုံတင်တော့မကြည့်အောင်ဒီတစ်ပတ်အင်္ဂလိပ်ကားဆိုလို့ရှိရင်လည်းဒါ Antel Dawn ဆိုတဲ့ကားယုံတင်နေနာမည်ကြီး Kane ကိုပြန်ရထားပေါ့ဒီကျွန်တော်အဲ့လိုကားမျိုးတွေမကြိုက်လို့မကြောမကြည့်ဘူးပေါ့လေအားကြောင့်ဗျောဆန်လာကြည့်တာပေါ့ဒီဗျောဆန်ကတော့ဒီလက်တော်မှာ social media တွေမှာနာမည်ကြီးနေတယ်ပေါ့လေဒါနေဝင်ကတော့ သူအပိုင်နိုင်ဆုံးဆက်ရုပ်ဖြစ်တဲ့ Mighty Mikan ဆက်ရုပ်ကိုသူတို့ဆောင်ရတာပေါ့ဒီ trailer ကြီးကြည့်ရတော့ဆိုလို့ရှိရင်တော့ဒါနေဝင်းကလူမိုက်ကြီးခွေးရောပါအောင်ချိန်တဲ့ခွေးရောမချိုက်အဲဒီတိုင်းမှာပါလေနာကျင်စရာကြီးခြေခွဲစရာကြီးဖြစ်တယ်ပေါ့လေညမာကားပြီးပြီး drama ကြီးချူးရယ်ပေါ့ဒီကားမှာကျွန်တော်စိတ်ဝင်စားတာပေါ့လေလွင်မင်းရဲ့ဇညွန်းနေရတဲ့ညမာကားကြီးရဲ့မှာမှာနည်းနည်းထူးခြားရတာကိုတွေ့ရတယ်ဗျအဲ့တော့ဘယ်လိုလာအောင်လဲမသိဘူးကျွန်တော်ရင်ဝင်ကြည့်တာမချီးပြီးတော့မှကျွန်တော်အမျိုးသက်ပြောကြတာပေါ့မကြည့်ပါ အဲပြောတဲ့ရုပ်ရှင်ကားကတော့ကျွန်တော်ကြည့်ပြီးသွားပြီကျွန်တော်ထင်တာကတော်တော်ဘူကောင်းတော့တွေ့ရတယ်ပေါ့လေအဲအရင်ဆုံးအနေနဲ့တော့ဇလန်းကိုပြောချင်တယ်ပေါ့ပြောရမယ်ဆိုလို့ကျွန်တော်ကျွန်တော်ဒီရုပ်ရှင်နဲ့မဝင်ခင်မှာပြောခဲ့သလိုမျိုးပဲနေဝင်ကစာရိုက်စိုးတယ်တော်တော်ရုပ်ရုပ်မာတယ်ပေါ့ဗျာစိုးရဲ့ setup ပူတယ်ပေါ့သူကခင်မောပါကိုချိုက်တယ်ခင်မောပါသူ့လုံးဝပြန်မချိုက်ဘူးအဲ့ဒီခင်မောပါအပြူဘွားနေပြီးတော့နောက်ဆုံးကလေးတယောက်မိဖြစ်တဲ့အထီကိုတောက်လျှောက်တဘွားလုံးကိုလိုက်ပြီးဒုက္ခပေးရပေါ့ဒါတော့ဇလန်းကြိုးယူပေါ့လေဒီနေဟာမှာ ားပါအိမ်ပြန်မဆောက်ဘူးဒင်းရုံမောင်ကတည်းကဒင်းရက်ဆက်ခတ်တည်းကတော့မမေ့အောင်ဒီတိုင်းမှထားတယ်ဒီနေ့မှာကျွန်တော်တို့ခုပြောချင်တာတော့ဒီဇလန်းကိုစဉ်းစားရတာသူထက်စော်နဲ့ကိုနေဆိုးနေဆိုးတော်ပေါ့လေသူတို့ကဇလန်းစဉ်းစားတာတော့ကျွန်တော်သဘောကျတယ်ဗျာဒါသူတို့ဇလန်းလေးကပုံမှန်နဲ့မတူနည်းနည်းလေးစမ်းပြရတယ်ပေါ့လေဒါကျွန်တော်ပြောသလိုပဲလွင်မင်းရဲ့ဇညွန်းနေလဲတော်တော်ကောင်းတာတွေ့ရပြောဒရိုက်တာအော်ရတာလည်းသူရိုက်ွားတာလေးတော်တော်မိုက်တယ်ပေါ့လားကျွန်တော်တို့ခုတူလာကြည့်တဲ့အချိန်မှာကျွန်တော်ရိုက်ပြီးအကိုပေါ့လေကိုသားငယ်ဆိုပြောရဟာသူကကင်မရာသမားဆိုပေမဲ့သူကြွားတဲ့စင်းလေးမိုက်တယ်ပေါ့လေဒီတခန်းဆိုလို့ရှိရင်ဗျာ မြန်မာကားကြီးလိုသက်ရှင်းပြမနေဘူးဒီသူတို့ပူလောင်နေရဲဆိုတော့ဖိုးကောင်းလေးခံပြီးတော့ဒါအိုးလေးပူနေတဲ့ဟာနဲ့ရိုက်ပြသွားတာဘာလို့ပေါ့လေအဲ့ဒါလေးတော့တော်တော်လေးတော့သဘောကျတယ်ဗျာနောက်ဒီကားရဲ့နောက်ထပ်ထူးခြားချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်မြင်နေကြမဟုတ်တဲ့နေရာတွေပေါ့လေ location တွေအဲ့ဒါကြီးကိုသူတေးချာ သွားပြီးတော့အပင်ပန်းခံပြီးရိုက်ထားတော့တွေ့ရတယ်ဗျ။နောက်ပြီးတော့ကျွန်တော်မြမရူးကရေကြီးမှုတွေကိုထည့်ပြီးရိုက်တဲ့ရုပ်ရှင်ကားတွေဆိုသဘောချရဲဒီကားမှာဗျောဒန်ဒီရုပ်ရှင်ကားရဲ့နာမည်ဗျောဒန်လို့ဘာလို့ပေးလဲဆိုတော့ထည့်ရိုက်ပြသွားရဲမြမရူးကဒါရှင်ပြုမင်္ဂလာဟာကိုတေချာလေးကြက်ကြက်နားနားရိုက်ပြသွားရဲ။ဟုတ်ဗျာရှင်ပြုတဲ့အချိန်မှာကျွန်တော်တချင်းတွေစူကြရဲဗျာရှင်လောင်းနှဲ့ကြရဲ။ဘာကြောင့်နှဲ့ရလဲ။ဘာကြောင့်ဒီလိုတချင်းတွေစူရလဲ။အဲ့ဒါကိုတော့မရှင်းပြသွားဘူးအပြနေပဲပြသွားရဲ။ဒါပေမဲ့ဒီရုပ်ရှင်ကိုလာကြည့်ရဲ့လူရန်ကဘာကြောင့်ဒီလိုမျိုးလူတွေကအရှင်ပြုမင်္ဂလာလောက်ကြရလဲဆိုတော့ခံစားစီမိရယ်ပေါ့လေအဲ့ဒါကိုရအောင်ရိုက်ပြသွားတော့ကျွန်တော်အရန်သဘောကျရပြီနောက်ထပ်ကျွန်တော်မ ဖြစ်မနေချီကျူးရမှာတော့ production team ပေါ့ဒီကျွန်တော်တို့မြန်မာ ရုပ်ရှင်ပရိသတ်အများစုကရုပ်ရှင်တကားကိုကြည့်ပြီးဆိုလို့ရှိရင်ဒီရုပ်ရှင်ကားရဲ့မှာပါပြီးတရုတ်ဆောင်တွေရဲ့လူတွေရဲ့တရုတ်ဆောင်မှုတွေကိုကြည့်ကြတယ်။ဒါပေမဲ့နောက်ကွယ်မှာဒီရုပ်ရှင်ကားရဲ့တကားကိုဖျက်မြအောင်ဖန်တီးပေးတဲ့လူတွေကိုတော့ကျွန်တော်မိသားလေးရှိရပေါ့လေ။ဒီရုပ်ရှင်ကားမှာဆိုလို့ရှိရင်တော့ဒါနောက်မှာရှိတဲ့စတင်အဖွဲ့တွေဒါကင်မရာ crew တွေ ်ဒီမီထိုးမန်တို့အကုန်လုံးပေါ့လေနောက်ကွယ်မှာပံ့ပိုးပေးတဲ့လူတွေအကုန်လုံးကတော်တော်လေးစ조사အထောက်ထားတာကိုတွေ့ရတယ်ရေရုပ်ရှင်ကားမှာပါတဲ့ဇုံဝင်ခံတိုင်းဇုံဝင်ခံတိုင်းစင်းတိုင်းစင်းတိုင်းမှာတို့ရဲ့조사အထောက်မှုကိုတော့ခံစားရတယ်ပေါ့လေဒါတော့ကျွန်တော်တယောက်တည်းအမြင်ကိုပြောပြတာပါ တော့ဒီကားမှာတော့တေးဥဆောင်တွေဝိုင်းရင်တေးဥဆောင်တွေအများကြီးပါပါတယ်ဒါဆိုလို့ကျွန်ပါမယ်ပြောမယ်ဆိုလို့ရှိရင်နေဝင်းဖြုံးငွေစုစင်မအကောင်လုံးတေးဥဆောင်တိုင်းကသူ့ဟာသူကောင်းကြတယ်ဒါခင်မောင်ပါဆိုလို့ရှိရင်လည်းဗျာကျွန်တော်သူ့ကိုကြီးပြန်ရုပ်ရှင်ကားမှာကြော့ကြော်လေးနေတတ်တဲ့မင်းသမီးလိုပဲကျွန်တော်သတ်မှတ်ထားတာဒီကားမှာကြော်တော်လေးကိုဒါအပင်မခံပြီးတေးဥဆောင်လာတယ်ပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့အချိန်ဆုံးတစ်ယောက်ကိုရွေးပါဆိုလို့ရှိရင်တော့မြို့တနာထွန်းကိုရွေးချင်တယ်ဗျာမြို့တနာထွန်းရဲ့ဆက်ပို့ကတော့တကယ်လို့လက်ဖျားခါတယ်ဒီကားနဲ့တော့မှသူ့အကောင်လုံးဆက်ပို့အကယ်ဒမီစုရစီခြင်းတဲ့အထီကိုကျွန်တော်ခံစားမိရယ်ပေါ့လေ Ha ha! တေဝင်းကအဓိကသေးကိုဆောင်ဒါပေမဲ့မင်းသားမဟုတ်ဘူး villain villain ဥမာတော်တော်ဆူဆူဝါး villain ဒါအဖြေတောင်မပါပါဘူးဗျာဟာသူဘာကြောင့်ဒီလိုဖြစ်ပါတယ်ตัวหลูกองนี่ป่ะเฉินเนี่ยจะซูราไปบาตะคู่มาก็ไม่ชินป่ะว่ะซูโซซูราแต่ตะชั่วหลูนี่มาแล้วโลกนี้มาจองอ่ะได้ล่ะเว้ยซูจนน่ะหลูอ่ะซูโซซูราเว้ยบ่ ်နေဝင်ရုပ်ရှင်ကတော်တော်များများပါဗျာသူတို့အတွက် cash free ပေါ့လက်သုံးစကားပေါ့အဲ့လိုဟာမျိုးပါလိရှိတော်တွေ့ရတယ်ဥပမာဆိုလို့ရှင်မျိုးကျော်ရှောင်းဆိုပြီးတော့အာလောကအဲ့စကားနဲ့သူနာမည်ကြီးလာတယ်ပေါ့လေဒီကမှလည်းအဲ့လိုစကားတစ်ခွန်းပါတယ်အောင်မြတ်ဆန်ကိုတင်းအောင်မလို့နဲ့တင်းနေရှော့ခတ်တယ်တော့သူတစ်ချိန်တော့ဒါပဲပြောနေတာအောင်မြတ်ဆန်ကိုတင်းအောင်လုပ်နေကြတယ်အောင်မြတ်ဆန်တင်းလာရင်ဘလောက်ထိရှော့ရခတ်တယ်ဆိုတော့မသိကြသေးဘူးနဲ့တူတယ် ။ဘာပဲပဲပဲ။ပရိသတ်ကအဲ့စကားနဲ့တွဲပြီးတော့သူ့ကိုမှတ်မိသွားသေးတယ်ပေါ့လေ။ဒါကတော့ဇန်နူရီဆရာပဲသူတို့လူပြောရင်သူနဲ့လိုက်မယ်လို့ထင်လို့လား။ဒါမှမဟုတ်ရှင်သူကိုရိုင်းမယ်စဉ်းစားပြီးပြောရတာတော့ကျွန်တော်တို့မသိဘူးပေါ့လေ။နေဝင်ရုပ်ရှင်ကားတွေမှာတွေ့ရတဲ့ထူးခြားချက်လို့ပဲပြောရမယ်။ဘယ်လိုပဲဖြစ်ပါဒီရုပ်ရှင်ကောင်ကျွန်တော်တယောက်တည်းအမြင်နဲ့ပြောရမယ်ဆိုလို့ရှင်တော့ရုံမလာကြည့်ကိုထိုက်တယ်နဲ့ကားမျိုးတရုပ်ဆောင်တွေကသူ့ဆောင်တဲ့ဆောင်ချက်ကိုမခံစားရင်တော့မှသူတို့ရိုက်ထားတဲ့ရှုမျောခင်းလေးတွေဒီရိုက်ထားတဲ့ scene လေးတွေ location လေးကြီးကြည့်ရတယ်တန်နေပြီဗျ။ rating ပေးပါဆိုလို့ကျွန်တော်ကျွန်တော်10မှာ9လောက်ပေးခြင်းပါတယ်။9ဆိုတာဒါမြန်မာရုပ်ရှင်ကားတကားတွေကျွန်တော်တော်တော်လေးကိုမြင့်အောင် င်ပေးထားတာပေါ့လေကောင်းတယ်မကောင်းဆိုတာထက်ကျွန်တော်တယောက်တည်းအမြင်ပြောမယ်ဆိုတော့ကျွန်တော်တို့ကြိုက်တယ်ကျွန်တော်သဘောတကယ်ကြားတယ်ကျွန်တော်သဘောကြားတဲ့ညီမရုပ်ရှင်ကားလေတော်တော်လေးရှားတယ်ပေါ့လေအဲ့ရှာရှာပါပါရုပ်ရှင်ကားတွေထဲမှာဒီပြောဆန်ဆိုတဲ့ကားလေးကတော့ပါတယ်ပေါ့လေဒါကြီးပြောဆန်ဆိုတဲ့နာမည်လေးပေးထားအောင်လေကျွန်တော်သဘောကြားရပြကျွန်တော်တို့ကမြို့မှာနေတဲ့လူတွေဆိုတော့ပြောဆန်အောင်တိတ်ကြားကြီးကြားထားမရှိဘူးဒါပေမဲ့ရွာတွေနေတွေမှာတော့ပြောဆန်ဆိုတာဒါမင်္ဂလာရှိတဲ့အချိန်ကျမှတီးရဲ့တူရိယာတစ်ခုပေါ့လေဒီပြောဆန်ကြောင့်မို့လို့လေတရွာလုံးကအစီလုံးညီညွတ်ကြတယ်အတူအတွက်ပျော်ရွှင်ကြတယ်ဒါရွာသားတွေရဲ့အစီလုံးမှုမင်္ဂလာရှိတဲ့အတန်ပေါ့လေဒီအတန်လေးကိုပေးပြီးတော့ ဒါရုပ်ရှင်နာမည်ကိုဗျောဒန်လို့ပေးတာပေါ့လေအဲ့ဒီဗျောဒန်ဆိုနာမည်ပေးတာတော့လည်းကျွန်တော်သဘောကျတယ်ဗျာဒီနေ့တော့ကတော့ဒီလောက်ပါပဲဒါဒီနေ့ကတော့ကျွန်တော်ဒီဗျောဒန်ရုပ်ရှင်ကောင်ကျွန်တော်လာကြည့်ပြီးတော့ကျွန်တော်ရဲ့ review လေးကိုပြောပြတာပါနောက်တစ်ပတ်မှတော့ဘယ်လိုကားကြီးရုပ်တင်မလဲတော့မသိဘူးပေါ့လေအဲ့လိုရုံတင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒါကြည့်ပြီးရဲ့ကြည့်ပြီးရဲ့ချိန်မှာကျွန်တော်ဘယ်လိုခံစားရလဲဆို review လေးကိုပြောပြပေးပါပါမယ်ဒီ season ကိုအဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအကုန်လုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ပြည်သက်တွေအားလုံးအသက်ရှင်တိုင်းပတ်စံဝင်ပါသေးလို့ဆုတောင်းပေးနေတယ်ဒီ season ကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗျာအားလုံးတက်တာ